တော့ဒေါသတွေထွက်လိုက်တာ PDF ဘက်ကနေပြီးတော့တည်လာเนาะမိသားစုလိုက်ဝါးစားတော့မဲ့အတိုင်းပဲရှိနေအောင်ဟိုပြည်သူကိုနှိပ်စက်ပါလေပြည်သူကိုနှိပ်စက်ပါလေလို့အော်အော်ပြီးပြောတဲ့ဒေါ်ယူကိုလည်းပြောချင်နေတယ်အဲ့စတာကိုကိုပြည်သူရောဆောင်းရတယ်လို့လေတော်ပြည်သူရောလည်းနေပါနေအဒီစကားမထဲလာလို့အဲ့လိုမျိုးရေးပါဦးခင်ဗျာအခုဒီမှာဆီကိုရိုင်းအခုဒီမှာမှန်ချာနာပဲကိုရိုင်းဒီမှာရောတောက်လုံးလို့ကြောက်တယ်ကြောက်တယ်အခုကောင်းတော့ကြောက်တယ်ဟဲ့ကိုခင်ဗျာကလည်းဗီဒီယိုလေး 哎，我妈了多少度呀？哎，我买，我买了多少度？多少度啊？他看嘛，一个好像有五块钱，明天过来，来生意，来给来。来，那个是不收钱了？听到今天我结束了，你算账不？啊，我那个没收。但你算账，只拿硬币了吧？只拿硬币了吧？只拿硬币？你上不去来的。 ောင်းပြောလိုက်အောင်အဲ့ဒါမပေါ့ဘူးအဲ့ဒါမပေါ့ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် န္တလေးတိုင်းထဲက PDA ရဲဘော်တွေနဲ့မိသားစုတစုဖြစ်တဲ့ပြဿနာဗီဒီယိုကြည့်ပြီးတော့ဒေါသတွေထွက်လိုက်တာ PDA ဘက်ကနေပြီးတော့တိလာနော် မိသားစုလိုက်ဝါးစားတော့မဲ့အတိုင်းပဲရံပြန်တွေ့နေရမြဲကြောက်စရာကောင်းလိုက်တာဗဇက်ကိုပိတ်မနေကြဘူးရံနေလုံနေကြတာနော်သကလုံးနေနဲ့ထိုးနှက်စင်နေကြတာနော် အဲ့ဒါကိုအခု line ပေါ်မှာတက်လာတယ် PDF ရဲဘော်တွေကိုအပြစ်ပေးမယ်တဲ့ကျမတို့လည်းပြည်သူတွေကပြည်သူတယောက်ပဲကျမတို့လည်းတက်ပြောပိုင်ခွင့်ရှိတယ် PDF ရဲဘော်တွေမှားတာမဟုတ်ဘူးနော်မှားတာဟိုမိသားစုကမှားတာ PDF ရဲဘော်တွေကိုအပြစ်ပေးကြအောင်တချောင်းမှမရှိဘူးသိလားနော်အဲ့ကြ PDF ရဲဘော်တွေကလူငယ်တွေလေ ကျမလူကြီးအသက်32နှစ်အဲ့ဒီ PDA ရဲဘော်နေရာဆိုလို့ရှိရင်အဲ့မိသားစုကိုအကုန်လုံးစပင်းတူကြရဲဆွဲပြီးပပိတ်ရိုက်ပြန်မှာတိတ်လားနော်ကကလောင်ရန်တွေ့နေကြဟဲ့စစ်တပ်ကိုမြန်သူတို့အဲ့လိုမျိုးပြန်ပြောရဲမလားနော်အဲ့နေရာမှာစစ်တပ်သားဆိုလို့ရှိရင်လေချီးပါအောင်ကြောက်ကြမှာဗစက်ကိုပိတ်ထားကြမှာတိတ်လားအခုမြန်ဟဲ့လက်ညှိုးငေါငေါထိုးပြီးတော့ရန်ပြန်တွေ့နေရမြန်ကြောက်စရာကောင်းလိုက်တာဟဲ့ဝါစားတော့မယ်တိုင်မယ်တိတ်လားနော်သူတို့ကသူတို့တမိသားစုအတွက်ပဲကြည်တာနော်ဟိုဘက်က PDA ရဲဘော်တွေက ရွာနီး6ချက်တည်းရောတရွာလုံးကိုရစေ့ဖြစ်အောင်လို့သူတို့ကလာတာတာเนาะဟိုအဖေကလေအပွားနဲ့လေရင်နဲ့ပြစ်ချလိုက်မှာတရွာလုံးအဲ့မှာမီးလောင်တိုင်းတွင်ပြီးပြာကျသွားမှာတော့သူတို့မမြင်ဘူးတိလားဒါတွေကသူတို့ကဗီဒီယိုရိုက်ပြီးတော့တင်လိုက်ကြသေးတာအမလေးမကြောက်ကြအောင်တော့เนาะစစ်တပ်ဘက်ကလာဆိုလို့ရှိရင်ရှင်တို့လေဒီလိုမျိုးပြောရဲမလားเนาะ PDA ရဲဘော်တွေဒါဘာမှမလုပ်ဘူးဆိုပြီးရှင်တို့လက်ညှိုးငေါငေါထိုးပြီးတော့ပြန်ပြောနေကြတာမိသားစုလိုက်ကြောက်စရာကောင်းလိုက်တာဟဲ့เนาะ ငါသာအဲ့ဒီနေရာသာဆိုရင်လေအကုန်လုံးကိုပါပိတ်ရိုက်ပြင်မှာသိလားအဲ့ကောင်မတွေအဲ့ဘွားတော်တွေကိုသိလားနော်အဲ့ PDF ရဲဘော်တွေမှားတာမဟုတ်ဘူးနော်မှားတာမိသားစုကမှားတာ PDF ရဲဘော်တွေအပြစ်ပေးတယ်လို့ကတက်လာကြီးကျမတို့ကလည်း line မော်ကိုတက်ပြီးတော့အကုန်လုံးကိုပြောနေမှာသိလားကိုဖြစ်မှကိုတိမဲ့သူမျိုးတွေကရှိသေးတယ်အွန်းအွန်းလှုပ်သေးတာလှုပ်သေးတာအမ အမေအမညမအမအမအဲ့လို PDF ကဆွဲတာခံရရင် အမမကြောနဲ့မပြောနဲ့ဆိုတာသွေးထိုးပတော့ရပ်ပြေးချက်ရှိထိုးပြောမောင်းလေးနော်ပြင်ရေးလိုက်အောင်နော်မကြောနဲ့လေတဲ့ကိုချင်းမစာ အဖွဲလိုက် အတင်းဆွဲတာကြ မပြောဘူးပေါ့နော်အဲ့တော့ဒီမဲ့မောင်းလေးရေလူစီဘလူးစီဆိုတာကိုရှိတယ်နော်စီမြင်စီကန်းဆိုတာလိုက်နာတဲ့ရင်လိုက်နာရမယ်နော်အဲ့တော့သူတို့ချမှတ်ထားတဲ့စီမြင်စီကန်းကိုမလိုက်နာလို့သူတို့ကလာပြီးတော့ပြောပြတာနော် ုက်ဆက်လာတိနေထားပါအောင်တော့ဒါလည်းအမားတို့လည်း social board ကနေကြည့်ရတာเนาะအဲ့ဒီအချိန်မှာသူတို့မိသားစုလိုက်ကပြည်လဲရပြည်လဲချောင်းလူတစ်ဖက်သားနဝင်ချူအောင်ပြောတဲ့စကားလုံးမြန်မင်းကြားမိရလားဟမ်အဲ့ဒီ live လွှင့်တာ PDF ဘက်ကလွှင့်တာမဟုတ်ဘူးเนาะမိသားစုဘက်ကလွှင့်တာ PDF ဘက်ကလွှင့်တာဆိုတာမှเนาะမကောင်းတဲ့ဘိုင်းကိုဟိုကဘယ်လိုပြောမှာတော့ကောင်းတဲ့ဘိုင်းကိုမကောင်းတဲ့ဘိုင်းကိုဖြတ်ထုတ်ပြီးကောင်းတဲ့ဘိုင်းလေးလွှင့်ရအောင်ကလည်းမိသားစုဘက်ကလွှင့်ထားတာเนาะ မောင်လေးကြည်ကြည်လိုက်လေနော်အဲ့ကြတဖက်လူနားလဲအောင်နဝင်းချူအောင်ဗာဒီမြန်တုတ်ပြန်ပြီးပြန်ပြောရရှိလေစကားဆိုတာသိရမော်လားနော်ကောင်းအောင်ပြောရင်လဲဒီစကားနော်မကောင်းအောင်ပြောရင်လဲဒီစကားဒီပါဇက်နော်အဲ့ကြမိသားစုလိုက်ကက်ကက်လာအောင်ရံပြန်တွေ့နေရအောင်ဘဇူကတီးခန့်စိမ့်နဲ့နေနိုင်မလဲနော်အဲ့နေရာကကျမသာဆိုလို့ရတော့အဲ့ထက်တောင်စိုးဦးမယ်ထင်တယ်နော်နော် အဲ့ကြတော့အမ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 ေဆိုတော့မပြောနဲ့သဘောတရားတစ်ခုအမနိုင်ပြောပြမယ်မမတို့ရွာမှာအလှပွဲလမ်းရှိတာရှိတဲ့အချိန်မှာလူငယ်တွေတောက်စားမူးယူပြီးတော့ရံဖြစ်တဲ့အချိန်မှာအမဖေကလူကြီးဆိုတော့စစ်တုံလီးတာစစ်တုံလီးတော့မလုံးကြနဲ့မကင်ညာနဲ့ဆိုပြီးတော့ထဆွဲရင်းနဲ့လက်ကဓာတ်ကမချပြီးတော့တစ်ဖက်လူလက်ကိုဓာတ်နဲ့ရှာသွားတာအဲ့ဒီရှာသွားတာကို အမဖေထောင်ချောက်လာကြတယ်တစ်ဖက်လူကမကျေနပ်လို့တိုင်လို့နော် တက်သေးတွေကလည်းအကုန်ပြောတယ်မမဖင်မှားတာမဟုတ်ဘူးဘယ်သူကနေနေမမဖင်မှားတာမဟုတ်ဘူးဒါပေမဲ့တရားမျှတသည်ဖြစ်စေမမျှတသည်ဖြစ်စေကို့အဖေလက်ဝယ်မှာဓာတ်ကင်ပြီးတစ်ဖက်လူကိုဓာတ်ရှာသွားတဲ့အတွက်ကို့ဖေကမှားတာမှားတာပဲကြတာကြတာပဲမောင်လေးနော်အဲ့ကြောင့်လူဆိုတာကနော်အဲ့ကြောင့် ဒီဒေတာမှနေဒီဒေတာရဲ့စီကံကိုလိုက်နာမှာအခုအမားတို့ပြပမှနေပြပရဲ့စီကံကိုလိုက်နာမှာဟုတ်တယ်မို့လားနော်အဲ့ကြောင့်ကိုတူတူယောက်သေးကိုမဟုတ်တွယ်မကြည့်နဲ့လေအများတွယ်ကြည့်လေနော်မြန်မာနိုင်ငံမှာအဆင်ပြေတဲ့နေရာတွေရှိတယ်လို့အဆင်မပြေတဲ့နေရာတွေရှိနော်အဲ့ဒါကိုပြောပြရတာနော်မောင်လေးဝင်နာမနေနဲ့ တချို့ပြည်သူတွေကိုလည်းပြောမှတချို့ပြည်သူတွေဘွားတခုဟိုတနေ့ကမန္တလေးတိုင်းတပိတ်ချင်းကစင်ကူးမြို့နယ်မှာဖြစ်သွားတဲ့စတားလင်းပြဿနာဆိုတဲ့ဟာမှာအဲ့တိုင်းပေါ်မှာအဲ့တရင်ကတအားကြီးပြန်ခေါ်ပါအဲ့စတားလင်းပြဿနာဖြစ်တဲ့မိသားစုတွေလည်းပေါ့ဖြစ်စေချင်တာကရှင်တို့ကျမတို့အကုန်လုံးကပြည်သူပြည်သားတွေဒီတော်လန်ရေးအဖွဲ့ရဲဘော်တွေနဲ့အတူတူနေရတာပေါ့နော်ဒီတော်လာရေးရဲ့ဘော်တွေနဲ့ဆိုရလဲကိုသားသမီးကိုပြည်သူတွေပါပဲဒါကလည်းပြည်သူတွေကနေပေါက်ဖွားလာတာပဲ ဒါသူတို့ကစစ်အာဏာရှင်ကိုမကြိုက်လို့လေတော်လန်တိုက်ထုတ်ပေးရင်းနဲ့ကျမတို့ပြည်သူတွေအတွက်ကိုသူတို့အသက်တွေပေးဆက်ပြီးတော့ဘာအခွင့်အရေးမှမရဘဲနဲ့သူတို့ဒီမှာဒီနေရာမှာဒီလိုနေရာမှာကိုယ်တော်မနေနိုင်ဘူးရှင်တို့ဟိုအဲ့အော်ကျဟောကျပြောတဲ့ဒေါ်ကြီးလားအဲ့ဒေါ်ကြီးလေကျမတို့ပြောမယ်ရှင်ပြည်သူတယောက်အနေနဲ့ပြန်စင်းစားကြည့်ကျွန်တော်မိသားစုပြောဆိုနေတဲ့ပုံစံတွေကဗီဒီယိုဖိုင်ထဲမှာကိုကြည့်လိုက်ရင်ဘသူဘက်ကလွန်နေဆိုတာအကုန်လုံးကတည်တယ် အဟိုမားလာမှန်တာနောက်မှပြောမယ်ဒီပြောပုံဆိုပုံကိုရှင်းလိုက်ရင်တကယ်တမ်းဒေါ်ကြီးကလူကြီးတယောက်လေနော်ဒေါ်ကြီးကပြည်သူလည်းဖြစ်တယ်လူကြီးလည်းဖြစ်တယ်ဒီရဲဘော်တွေတိမ့်ထိုင်တိမ့်ပိတ်ထားတဲ့နေရာကနေတဲ့နေရာတွေမှာဆိုတာကသူတို့ရဲ့စီမင်းစည်းကမ်းနဲ့ကျမတို့နေရမှာပဲရဲဘော်တွေရဲ့စီမင်းစည်းကမ်းနဲ့ချထားတဲ့အတိုင်းနေရမယ်ကျမတို့အဲ့ဒီထဲနေထူခဲ့ပြီးတော့ခွင့်ရယူပြီးနေလို့မရအောင်လေပြည်သူအများရဲ့အန္တရာယ်မဖြစ်ဖို့ရင်း အများအတွက်ကိုလောက်တာအများအတွက်လောက်တာဆိုရင်အများအတွက်ကိုကျမတို့ကနားလဲပေးရမှာပေါ့ကိုချိုးအတွက်တခုလဲကြည့်လို့မရဘူးလေကိုတဘူလဲလဲကြည့်လို့မရဘူးကိုပြည်သူကိုနှိပ်စက်ပါလေပြည်သူကိုနှိပ်စက်ပါလေလို့အော်အော်ပြီးပြောတဲ့ဒေါ်ယူကိုလည်းပြောချင်သေးတယ်အဲစသားလေးပြဿနာပြည်သူကိုနှိပ်စက်ပါလေလို့ပြောရအောင်ဒီရဲဘော်တွေရဲ့လာကလေးရဲ့ဗီဒီယိုခိုင်းတမ်းမှာစမြင်တယ်ကျမတို့အားလုံးကြည့်နေတာပြည်သူကိုနှိပ်စက်တာတခုမှမပါဘူးနော် တော်ကြီးတို့အဲ့လိုမျိုးပြည်သူတွေကမဟုတ်မမှန်တဲ့အရာတွေမပြောပါနဲ့မဟုတ်မှန်တာပြောနေကိုကမှစစ်ခွေးဘက်ကတွေကမှကိုပြည်သူတော်လိုင်းရဲ့ဘက်တွေကိုလောက်ကြံပြီးတော့ဖန်တီးပြီးတော့ပြောနေတဲ့ဇက်ကရန်ဇက်ကွက်တွေနဲ့တော့ပြောနေကြတာအဲကျမတို့ရှင်တို့ကပြည်သူတွေလေဒီတော်လိုင်းရဲ့တိတ်ပိတ်ထားတဲ့နေရာမှာဒေါက်တာရေးတိတ်ပိတ်ထားလို့ကျမတို့ကောင်းကောင်းမွန်မွန်ဒီမှာနေနေရတာရှင်တို့စစ်ခွေးလက်အောက်ခံမှာနေဒီလိုမျိုးနေလို့ရလားစစ်ခွေးလက်အောက်ခံမှာဒီလိုမျိုးလောက်ခွင့်ရလားမရဘူးနော်ရှင်တို့စစ်စစ်ခွေးလက်အောက်ခံမှာလေ အဲ့ဒေါ်ကြီးကိုပြောချင်တယ်အဲ့စစ်ခွေးတွေနဲ့ပြောမယ်စင်ခုပြည်သူတော်လှန်ရေးတွေအော်ဟစ်ပြီးပြောတယ်လို့ပြည်သူကိုနှိပ်စက်နေပါလေပြည်သူကိုပြောနေပါဆိုအဲ့ဒေါ်ကြီးရှင်စစ်ခွေးလောက်အောက်ခံကြရင်စစ်ခွေးတွေကိုရှင်အဲ့လိုပြောရဲလားဒေါ်ကြီးကိုကျွန်တော်မေးဦးမယ်ဒေါ်ကြီးဆိုကျွန်တော်တည်းအများကြီးတက်ကြီးမှာကျွန်တော်ခုမှ43နှစ်ပဲရှိသေးတယ်နော်ဒေါ်ကြီးဆိုတာ60လောက်တော့အနည်းဆုံးရှိပြီဒီအသက်ရွယ်နေဆိုရင်ဒေါ်ကြီးလူကြီးနေရာတယောက်ဝင်လူကြီးတယောက်နေနဲ့စဉ်းစားဖို့အများကြီးကောင်းတယ် ကျမတို့ပြည်သူတွေအားလုံးနေနေရတာပြည်သူရဲဘော်တွေပြည်သူရဲဘော်ဆိုကိုယ့်ရဲ့သားသမီးကိုယ့်မိသားစုပဲကိုနဲ့တူတူနဲ့တသားလေးတွေဒီတော်လန်ရေးနိုင်ငံမှာခုဖြစ်နေတာခက်ပြက်နေတာတော်ကြီးတို့အဲ့ဒီနယ်မြေတွေဆိုတာကဘလောက်အန္တရာယ်ကြီးမားလဲဘလောက်လေးရင်နဲ့အများအားအဆက်မပြတ်တွေလာနေလဲပြည်သူအများသူငါအတွက်ကိုစီးနဲ့ကန်းနဲ့စီမင်းကစီကန်းချပေးထားရင်စီမင်းစီကန်းနဲ့နေရမှာလေတော်ကြီးတို့ကစစ်ခွေးလက်အောက်လက်အောက်ခံမှာနေတယ်ဆိုရင်အဲ့ဒီမိသားစုကလေးမလေးရော 那个马里奥爱钓鱼哦，刚刚那条嘞，马里米打出了表嘛。他们一路识亏了，我看嘛说一路表平会死啦，一路过表也啦。他们一路一路表不没表呢，都路呢嘛都让了嘛。他们一路吃到那片呢，就把那钢笔啊们还。第四亏的那回事，鲁木山庄那个米秀，谁呢？去了那边是的，讲讲那讲票有库，老一个人呢，为了讲库底。 哎，到米表喽，哦，到那手臂上，到米原来写的不能进，人家那边我人家说要不能进呢，俺们家嘞就得见。一路还没有说，现在不如表么嘞？不如十三么嘞？俺路对嘞，现在是块年来时现在不如表么嘞？记录表也了。到那一块的路了，牛土，刚刚土皮表也啦，俺老牛。现在俺老娘过年啥？老拉宽属的，录也，宽一下来没爹也没表啊！ မှန်နာပြောလို့မရဘူးပြောပြောအောင်ရှင်တို့မှန်နေဆိုတာလေရှင်တို့စီကံစီမင်းရှိမှမှန်တယ်ပြောလို့ရမှာလေရှင်တို့စီကံလိုက်နာလေစီမင်းစီကံနဲ့စီကံလိုက်နာမှုရှိမှာပေါ့ရှင်တို့စီကံလိုက်နာပါရနဲ့ဒီဘက်ကဒေါ်လာရေးဘက်ကမတရားပြောနေတာမှမဟုတ်တာသူတို့သုံးချိန်တော့မှတတိပေးပြီးတော့မှဒီသူတို့တတိပေးတဲ့အချိန်မှာလာလုံးတာလေဒါကိုရှင်တို့ကလက်သင်ခံရမယ်လက်သင်မခံတော့မှနောက်ဆိုကောင်းကောင်းမွန်မွန်ကိုကရှင်းရမယ်လေဒါလောက်ကြီးဒီလက်ညှိုးထုတ်ငေါ့ငေါ့ထိုးပြီးတော့တအားကြီးပြောစရာအကြောင်းမရှိဘူး ကျွန်တော်ပြည်သူတွေခွင့်ရရတယ်ခွင့်ရရတယ်ခွင့်ရရတယ်ပြောစရာလည်းကောင်းပြီကျွန်တော်ခွင့်ရပေးတယ်ဆိုတာလည်းလူကိုလူလိုဆက်ဆံပေးတာကျွန်တော်တို့ဒေါ်လန်ရေးဘက်ကဓာရီကပြည်သူကိုမိဘတစ်ဖွဲ့လူကြီးတစ်ဖွဲ့လို့ဆက်ဆံပြီးပြောပြီးတော့လာပြီးဖြေရှင်းတယ်သူတို့ပြောနေတာဟာဒီကျွန်တော်တို့ဗီဒီယိုပေါ်မှာအကုန်အစားလုံးကြည့်ပြီးပြီဒါပေမဲ့ရှင်တို့ဘက်ကလွန်တယ်လို့ပဲကျွန်တော်တို့တမန်တယ်ရှင်တို့ကရန်စွဲနဲ့ငေါငေါတွေမတရားတစ်ဖြစ်နေငေါလက်ညိုးငေါထိုးပြီးရှင်တို့ကလက်ညိုးတွေထိုးဒေါ်ကြီးဒေါ်ကြီးတို့ဘက်ကလက်ညိုးတွေငေါငေါထိုးနေပြီးပြောနေတော့ ဘာသာမှမပြောနဲ့ခိုးဘက်ကလက်ညိုးပြန်ထိုးတော့မှငါတို့ကလက်ညိုးမထိုးနဲ့ပြောတယ်လက်ညိုးမနဲ့ရှင်တို့လက်ညိုးစထိုးလို့ပြောလေဆိုရင်ရှင်တို့ကလက်ညိုးငါတို့ကလက်ညိုးထိုးပိုင်ကိုမရှိတော့ဘူးလားမြည်တယ်ဒါတရားလားအဲ့ဒါနီးလမ်းမှလားတရားလားလူကြီးတယောက်လုံနေပြီးတော့ဖရာတရားလုံနေတယ်ဆိုရင်ဒါမှန်တာမှန်တာတရားတာတော့မျှတမှုရှိအောင်ပြောတတ်ရတယ်လीလက်ရှိစစ်ခိုးတွေဖြက်စီးတက်ဖြက်ပြီးတော့နှိပ်စက်နေတဲ့ခေတ်ကာလအချိန်ကြီးမှာဒီလိုတော်လန်ရေးဖွဲ့လို့ဒီလိုမျိုးပြောတယ်ဆိုတော့ရှင်ရ လူကြီးမပီတရမလူရောက်ဘူးလားဒီကိုအုပ်ချုပ်နေတဲ့ကိုကိုပြည်ပြည်သူကိုမိဘလိုဆက်ဆံပြည်သူအတွက်ကိုအကာအကွယ်ပြီးလူကိုလူလိုဆက်ဆံနေတဲ့သူကိုကြတော့ရှင်တော်ကနိုင်တဲ့စီနီရပြောလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ရတယ်ပြောလို့ရတယ်ဆိုတဲ့အခွင့်အရေးကိုလူပြီးတော့အဲ့လိုမျိုးပြောစရာအကြောင်းမရှိဘူးကျမတို့တော်လန်ကြီးရဲဘော်သားတွေဆိုအသက်ပေးဆက်ပြီးတော့လေရှင်တို့ရှင်တို့တွေလည်းအဲ့လိုအသက်ပေးဆက်ပြီးတော့တော့ကာကွယ်ပြီးတိုက်ပင်ပေးနိုင်မှာ ရှင်တို့အဲ့လိုကာကွယ်ပြီးတိုက်မပင်းနဲ့အသက်ပေးဆက်ပြီးမလုံနိုင်ဘူးဆိုရင်ပေးဆက်နေတဲ့လူတွေကိုရှင်တို့ပြောသူတို့ပြောတဲ့လုံရည်တွေအစည်းကမ်းတွေလိုက်နာပေးရမယ်။လိုက်နာပေးရမယ်။ကိုယ်တွေမလုံနိုင်တဲ့အလုပ်ကိုသူတို့လုပ်နေတာ။ရှင်တို့တကူကောင်းကိုကြိုးစီးပွားရေးတက်ကိုတခုလည်းနဲ့အများသူကထိရအောင်တော့မနေရဘူး။ခုလက်ရှိမှာရှင်တို့ဗီဒီယိုပိုင်းထဲမှာကြည့်လိုက်လို့ရှင်ဘယ်သူမှားလဲမှန်လဲဆိုတာကြည့်လိုက်တာနဲ့သိတယ်။ရှင်တို့ကပြောလို့ရမှန်းသိရင်မတရားပြောခြင်းနဲ့ခွင့်ကောင်းယူလို့ရမှန်းတယ်ခွင့်ကောင်းယူခြင်းနဲ့လူကြီးပိသားပါ။ ပြည်သူကပြည်သူလိုနေပါတော်လိုင်းရေးဂျဲဘော်တွေမလုံနိုင်နဲ့ကိုမလုံနိုင်နဲ့လှုပ်တော့သူတို့လှုပ်နေကြတယ်သူတို့ဥဆောင်မှုလှုပ်ပေးနေတယ်သူတို့ဥဆောင်လှုပ်ပေးနေသူတို့ဥဆောင်မှုလက်အောက်မှာပဲသူတို့စည်းကမ်းနဲ့ပဲနေရမှာလीသူတို့ဥဆောင်ကိုမဥဆောင်နိုင်နဲ့ကိုအရွယ်နဲ့လည်းဥဆောင်နိုင်နဲ့ရမဟုတ်တော့ဘူးကိုမဥဆောင်နဲ့ကိုသားသမီးလည်းအဲ့လိုဥဆောင်နိုင်တဲ့အထက်မှာမပါနိုင်ဘူးဆိုရင်သူတို့ဥဆောင်တဲ့အရာရာသူတို့ရဲ့စည်းကမ်းချက်တိုင်းကျမတို့နေနိုင်အောင်နေရမှာမနေနိုင်ရင်ကျမတို့စစ်ခိုးလက်အောက်ခံမှာတွန်းနေလीကျွန်တော်စစ်ခိုးလက်အောက်ခံမှာအဲ့လိုနေပြီအဲ့လိုပြောလို့ရတာ ရှင်တို့အပစအတန်တော့မထွက်ရဘူးမလားအဲ့လိုလက်အောက်ခံမှာဒီလိုပြောဖို့ဆိုတာအဲ့လိုလက်ညိုးငေါငေါထိုးပြီးတော့ခမည်းလူကြီးဖြစ်ပြီးတော့ဒီလိုဒီလိုလေးပြောနေတာကျွန်တော်တို့အကုန်လုံးမြင်နေခမည်းတို့ဘက်ကဟဲ့လိုအစမ်းမှာအကြိမ်ပေါင်းများသာဒီလိုထိုးနေတော့ဘက်ကမခံနိုင်လို့ပြန်ထိုးတော့မှငါ့ကိုလက်ညိုးထိုးတယ်မရှိဘူးမလိုဘူးလို့ပြောတာခမည်းကအဲ့တော့ခမည်းတရားလာတော့ခမည်းကိုမြန်မြန်စဉ်းစားခမည်းကိုခုတ်ကွက်လိုမျိုးထိုးတော့ခမည်းမကြိုက်ဘူးမို့လားညလူကြီးဖြစ်ပြီးလူကြီးလို့ပြောလေ လူကြီးလိုဟိမတနာပြောလေခမရဘာလို့ပုံကြီးချက်ပြီးတော့ပြည်သူကိုနှိမ့်ဆက်နေတာပါပြည်သူကိုနှိမ်ကျင့်နေတာပါကြောက်ပါလေကြောက်ပါလေဆိုစကားသုံးဝအောင်ခမရတို့နှိမ့်ဆက်နှိမ်ကျင့်နေဆိုခမရတို့အဲ့လိုစတားလေးနေနဲ့ရှူတဲ့ငွေတွေနဲ့အေးအေးဆေးဆေးခမရတို့နေလို့ရနိုင်ပါမလားခမရတို့ကိုကြိုးစည်းဝါရှာလို့ရနိုင်ပါမလားဒီရဲဘော်တွေကခမရတို့နှိမ့်ဆက်နေတဲ့နိုင်ကျင်နေတဲ့မတရားတဲ့ဖြစ်ရင်လုံနေတယ်ဆိုရင်ခမရတို့ဒီလိုမျိုးကိုကြိုးစည်းဝါးလေးရှာခွင့်ရနိုင်မှာမလားလက်ဝတ်ရတနာတွေနဲ့ဝတ်ပြီးအေးအေးဆေးဆေးနေလုံးလုံးကျုံကျုံနေလို့ရနိုင်ပါမလား ကျွန်တော်သားသမီးတွေဒီလိုလုံခြုံဝတ်ရှိနိုင်ပါမလားဒီလိုနှိမ့်ဆက်နေတာဘာလို့ခမရလူကြီးဖြစ်ပြီးဘာလို့ပုံကြီးချက်ပြီးအဲ့လိုပြောရတာလဲစိတ်တက်ကိုလူကြီးပြတာမွေးပါဒီအောက်တန်းကြတဲ့အာနာရှင်ကိုယုံလို့မှဒီလိုတော်လာပြီးလုပ်နေပါတယ်ဆိုမှရှင်တို့အောက်တန်းကြတဲ့စိတ်တက်တွေမွေးပါနဲ့လူကြီးပြတာပါစကားပြောရင်လူကြီးပြတာပါပြည်သူဆိုရင်ပြည်သူလိုနေပါအခွင့်အရေးရာတိုင်းမတုံးပါနဲ့အဲ့တော့ညတမှုရှိအောင်ပြောပါစီကန်းနဲ့လည်းလုပ်ပါစီကန်းနဲ့လည်းနေပါ ကိုမလုံနိုင်တဲ့အလုပ်တွေကိုသူတို့ရဲဘော်တွေရဲ့လုပ်နေတာပါပေးဆက်နေတာပါတမတားဂျားတဲ့ကနေပြီးတော့ပြောလဲဆိုတာကမမြတ်တာဘူးလို့ထင်လို့ပါရှင်တို့ကကျွန်တော်ပြောချင်ရပြောတရားလေးဖြစ်နေပြောနေပြီတစ်ဖက်ကပြောတော့ကြရှင်တို့ကကျွန်တော်နှိပ်ဆက်ပါတယ်ဆိုပြီးတော့ဟိုအော်ဟစ်ပြီးတော့ပုံကြီးချက်ပြီးပြောသူလိုပဲဒါကြီးကကျွန်တော်မဟုတ်ဘူးနီးလားမဟုတ်ပါဘူးအဲ့တော့အားလုံးတို့အန်ဒီရကင်းတို့စီကန်းစီမြင့်နဲ့လာပြောရင်ကျွန်တော်တို့စီကန်းစီမြင့်တိုင်းနေရမှာပဲ နော်ရှင်တို့စစ်ခွေးလက်အောက်ခါမှာနေရင်စစ်ခွေးလက်အောက်ခါမှာဒီတိုင်းနေလို့မရအောင်ဒီလိုပြောလို့လည်းမရဒီလိုနေလို့လည်းမရအဲ့တော့ခင်ဗျလူကြီးဆိုရင်အဲ့လိုအတွေးတက်လို့တွေးဖို့လိုတယ်ပြောတတ်ဖို့လိုတယ်လူကြီးပိသားဖို့လိုတယ်ရဲဘော်တွေဆိုတာကိုယ့်ရဲ့သားသမီးတွေလိုပဲကိုယ့်သားသမီးတွေကလူငယ်တွေဆိုတာစကားပြောမှားတဲ့ခါလည်းရှိမယ်စကားပြောမတတ်တာလည်းရှိမယ်ကိုကလူကြီးနေရနေတယ်ဆိုရင်လူကြီးအတွေးခေါ်နဲ့တွေးတတ်ရမယ်ကိုယ့်သားသမီးတွေလိုပဲတွေးတတ်ရမယ်ခမရပုံကြီးချက်ပြီးလောက်ချင်ပြီးမပြောပါနဲ့ နော်စီကန်းတဲ့နေနံကိုကျူးတာပါအမေတို့အမြင်မှန်နေရပြီးတော့ကိုချင်းစာသိလေးတွေမိုးကြပါကိုချိုးကြီးလည်းမကြည့်ပါနဲ့တစ်ဖက်သက်ကြီးလည်းမပြောပါနဲ့ခွင်ရေးလည်းຢာတိုင်းမယူပါနဲ့